ိုင်းမင်္ဂလာပါရှင်။ဟုတ်ကဲ့အဲ့တော့ကျွန်တော်ကဒီသင်ခန်းစာဗီဒီယိုဖိုင်လေးမှာကြာတော့လေ proposition လေးလွဲတာနဲ့ပေါ့နော်ကျွန်တော်တို့အဓိပ္ပာယ်ကြီးလုံးဝလွဲသွားနိုင်တယ်။ on time in time အဲ့နှစ်ခုရဲ့ကွဲပြားချက်လေးကိုရှင်းပြပေးချင်တာဖြစ်ပါတယ်ရှင်။ Okay အရင်ဆုံးကျွန်တော်တို့ on time ဒီ on time ရဲ့အဓိပ္ပာယ်ကကြာတော့လေကျွန်တော်သူကကြာတော့အချိန်မှန်တာအချိန်တိကျတာနောက်မကျတာပေါ့။အဲ့ဒီအဓိပ္ပာယ်ဖြစ်ပါတယ်နော်။ဥပမာအနေနဲ့ဆိုလို့ရှိရင် the train arrived on time ။မိရထားကအချိန်မှရောက်ခဲ့တယ်တဲ့။ He always pays his bills on time. သူကအမြဲတမ်း bill တွေကိုပေါ့နော်ပုံမှန်အချိန်မှန်စောင့်တယ်တဲ့။ Okay. Please be on time. ကျေးဇူးပြုပြီးတော့အချိန်မှန်ပေးပါ။ Okay တော့အဲ့ဒါကျွန်တော်တို့ on time ရဲ့အဓိပ္ပာယ်ဒီအချိန်မှန်တာ။ Okay နောက်တစ်ခု in time ။ तू in time ရဲ့အဓိပ္ပာယ်ကကျတော့ကျွန်တော်တို့ तू ကကျတော့အချိန်မှီတာ เนาะအရင်နောက်မချတဲ့ခင်အချိန်လေးမှာအချိန်ပြီးသွားတာပေါ့အဲ့လိုမျိုးကိုကျွန်တော်တို့က in time နဲ့သုံးပါတယ်เนาะဥပမာအနေနဲ့ဆိုလို့ရှိရင် we arrived in time to see the beginning of the movie ငါတို့ရုပ်ရှင်ဇာတ်ကားရဲ့အစကိုမှီဖို့ပေါ့เนาะအချိန်ပြီးလေးရုပ်ရှင်ရုံကိုရောက်ခဲ့ကြတယ်တဲ့နောက်ဥပမာအနေနဲ့ဆိုလို့ရှိရင် we got to the station in time to catch the train ငါတို့မြေထားကိုမှီဖို့ပေါ့တော့ဘူတာရုံကိုအချိန်ပြီးလေးရောက်ခဲ့ကြတာတဲ့ โอเคเนาะအဲ့တော့ကျွန်တော်တို့တွဲပြီးတော့ပြန်မှတ်မယ် on time အချိန်မှန်တာ in time အချိန်မီတာโอเคရှင်းသွားပြီထင်ပါတယ်ရှင့်အားလုံးပဲကျေးဇူးများပြင်ပါတယ်ရှင့်